ားလို့သားရစားပါကျွန်တော်ရဲ့ APR Archive မြန်မာ YouTube Channel လေးကနေ news ပြန်နေကြိုဆိုလိုက်ပါတယ် Trend ASEAN နဲ့မြန်မာအရေးဆိုတဲ့စိတ်ဝင်စားစရာတင်ဆောင်ပါပုံသက်ချလေးတခုတင်ဆက်ပေးပါမယ်။ dvv.com မှာပေါ်ပြထားပြီးတော့ဆရာမဆုဝေရေးသားထားတဲ့တင်ဆောင်ပါလေးဖြစ်ပါတယ်။အဆုံးထိကြေညာဆက်ပေးကြပါအောင်ခင်ဗျာ။ Trend ASEAN နဲ့မြန်မာအရေး အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အာဆီယံပေါင်းဆောင်များကွာလာလမ်ပူမှာတွေ့ဆုံခဲ့ကြပေမဲ့လည်း၎င်းတို့အားလုံးကထိန်းကမ်ဘောဒီးယားတို့ငင်းချဲရေးစာချုပ်ဆွဆွနိုင်ခဲ့မှုအပေါ်တာခုပါတာကိုချီချူကွန်ပျူနေကြပြီးအခုထက်ထိဒေါ်နယ်ထရန့်ကမြန်မာအရေးတံလုံးတပါတာများမဟာသေးလို့သိရပါတယ်မြန်မာပြည်ထနာဟာအာဆီယံကောင်ဆောင်များတွေခောက်ခစ်စရာခောက်ခစ်စရာဖြစ်နေတာကိုထရန့်မသိပေ နေမှာမဟုတ်ပေမဲ့လည်းဘာတော်မှဝေဖန်ပြုဆိုခြင်းမရှိတာကတော့စဉ်းစားစရာဖြစ်လာပါတယ်။ဘာမှမပြုခြင်းတည်းကပဲအကောင်းဆုံးလို့ယူဆအမိပါတယ်။အခုအချိန်ထိလည်းရွေးကောက်ပွဲအားစွန့်ကျစ်ကိုယ်စားလေးစဉ်းလက်တဲ့မလို့တဲ့အထူးတန်တမန်ညာသူ့ဘောနိုင်ငံအဝတာတို့နှစ်စဉ်လွေပြောင်းတာဝန်ယူခင်းပြီးအစား၃နှစ်သက်တမ်းမျိုးတဦးတယောက်ဒီကိုပဲခန့်အပ်တာဝန်ပေးတာမျိုးမပြီးတဲ့ပြီးတဲ့ဆိုတာကိုအချိန်နေရှင်ရင်းနေကြစေဖြစ်ပါတယ်။အချက် ားရှင်းမှဘေးပြီးတော့နောက်ထပ်အသစ်လေးပေါ်ထွက်လာနိုင်တာဆိုတဲ့ညွန်တဲ့ချက်တွေကပြပြေစာပြုလာနေပြီဖြစ်ပါတယ်အာဆီယံရဲ့အဲ့ဒီလိုထိထိရရတုံ့ပြန်အရေးယူနေခြင်းမရှိတဲ့အပေါ်မှာနိုင်ငံတကာကစိတ်ပစ္စယအနေနဲ့ရှုမြင်လာကြပြီဖြစ်တယ်လို့ဩစတြေးလျ ABC သတင်းဌာနကရေးသားလာပါတယ်အခုလအစပိုင်းမှာလည်း EU မဟာမင်းကြီးကမြန်မာကို လမ်းကြောင်းပြောင်းလာအောင်ပြပြတသားဆောင်ရွက်ဖို့အာဆီယံကိုတိုက်တွန်းသွားခဲ့ပြီးဖြစ်ပါရယ်မြန်မာဟာဒေသတွေမတည်ငြိမ်မှုတွေမြစ်ဖြားခံရဖြစ်နေတဲ့ရွေးအာဆီယံအတွက်နံပါတ်၁စိုးရင်စရာအဖြစ်ယူဆတဲ့နေလို့လေ၎င်းအဆောပါလေဒါပေမဲ့အဖွဲ့ဝင်နိုင်ငံတနေငံကိုအရေးယူဖို့ဟာ၎င်းအာဆီယံရဲ့ငကိုကလေးက DNA မှာမပါရှိခဲ့ပြီး EU ကတော့အခွင့်အဝင်ဖြစ်ရန်လူ့အခွင့်အရေးဒီမိုကရေစီနဲ့အော်ရပါဥပဒေစိုးမိုးရေးတို့အကောင့်တွေဖော်စရာမလိုပေအထက်အဆင့်မြင့်အဖြစ်မင်းအလုံးမင်းလုံးအလုံးငါလုံးကြီးဖြစ်ပါတယ်။ဒါကတော့အခွင့်အဝင်နေခဲ့ဟာအာနာရှင်မက ဘာကြီးပြဖြစ်နေစေကောင်မှုအာဆီယံအတွက်မိသည့်ပြဿနာများရှိပုံမရပါဘူး။၎င်းတို့ရဲ့1969ခုနှစ်အကြေညာချက်ကိုကြည့်မိဆိုလို့ရှိရင်အခုဝင်ဖြစ်ပေါ်အတိတ်ကလိုအပ်ရှင်ဟာဘဝီအနေထားမှန်ကန်နေမှုတာဖြစ်တယ်လို့ဘန်ကောက်ရှိမဟီတော်တက်ကတော်နိုင်ငံတကာဆိုင်ဌာနရဲ့လက်ထောက်ဘာမခဝီလီယံဂျေဂျင်းစ်ကထောက်ပြသွားခဲ့ပါတယ်။ဒါပေမဲ့မြန်မာဟာကိုပြက်တနာကိုချင်မဟုတ်တော့ပဲပြပအင်အားကြီးနေကများရဲ့ဥစ္စာခံအဖို့စူးစမ်းနေခြင်းကိုတော့သဘောမတွေ့ဖြစ်နေပါလေ။တော်တော်အားလုံးကယုံကြည် 那案：上题答你一的四百八十八。 ုံစံမျိုးနဲ့ကိန်တွေပြီးတော့ကြိုးပမ်းနေတဲ့အဆင့်မျိုးသာရှိပါတယ်။မြန်အောင်နေဟာလေး၎င်းအာနာသိမ့်ပြီးထိတ်တီးအစီဝေးတက်ခွင့်ပိတ်ပင်ခံထားရကအနာဘိုဒုတ်ကြတကယ်တော့မခံမရနိုင်အောင်ဖြစ်နေတော်လေးပဲ။ယခုအခါမှာအရှေ့ရတီကလွေးပြီးတော့နေသားကြပြီးခံနေရရှိသွားပြီးဖြစ်ပါတယ်။မြန်မာအရေးမှာလာအိုဗီယက်နမ်ကမ်ဘောဒီးယားဘရူနိုင်းတို့ကဟိုလိုလိုဒီလိုလိုထိန်းကထောက်ခံမလေးရှားအပါဝင်ကြံနိုင်ငံများကပြည်ပခဖြစ်ရှင်ရန်တစ်ပြက်ကြွကြွအလုပ်လိုချာနဲ့ပြည့်ပြည့်နေကြပြီးမလုပ်တဲ့နေအပေါ်နားလေမှုမ တည်ဆောက်နိုင်ဖြစ်နေတယ်လို့အကျုံကဆိုပါတယ်။စစ်အုပ်စုကလည်းအဲ့ဒီလိုဖြစ်နေတာကိုသိလာတဲ့အတွက်အာဆီယံဟာ၎င်းတို့အားဒုက္ခပြလာနိုင်စရာမရှိဆိုတာလည်းနည်းနည်းငွေရရရကြောင်းအပြင်ရုရှားတရုတ်ဗြိတိန် တောင်းလိုက်ပြန်လိုက်လှုပ်လာပါနဲ့ယခုကမှမင်းအောင်လည်းဟာတဆင့်တော်ပြီး၎င်းရဲ့တရားမဝင်အပွဲအားအတိမတ်ပြုလာစေဖို့အတွက်ရုပ်ကောင်ပွင့်လုံးမျိုးတို့ပြုလာတဲ့အတွက်အာဆီယံဖို့အချက်ရိတ်လာခဲ့ပါနဲ့အင်းငင်းချမ်းချမ်းတနေကတော့အတိတ်တာနဲ့လုံနေခြင်းမဟုတ်ပင်နဲ့၎င်းတို့ထိချုပ်ထားတဲ့နေရာလောက်အပွဲပြီးတော့ရုပ်ကောင်ပွင့်ဆိုတာကိုလည်းလာရောက်နေလာဖို့အာဆီယံကိုဖိတ်ကိုထားပါတယ်အခုခါမှာအဲ့ဒီရုပ်ကောင်အာဆီယံဟာဘလို့ ဘလို့ဆုံးဖြတ်မယ်ဆိုတာနဲ့မြန်မာမှာမိဟုံဟုံတောင်းလာနေပေမဲ့ရခိုင်လိုပဲချန်စီယိုခွထိန်နေကြမလားဆိုတာကိုအလုံးကအဆောင်ချင်နေကြပြီလည်းဖြစ်ပါတယ်။အာဆီယံဘောတဘောရီချင်းငါးရှစ်ဆစ်လက်ဆွေကိုင်ထားတဲ့အာဆီယံမြန်မာဟာဘလို့ပဲရွက်ောက်ပွဲမျိုးကိုမဆိုမကျင့်ပါမီအာဆီယံရဲ့ပုံတော်ဝင်တွေရဲ့ငားချက်ကိုအကောင့်တွေပေါ်ရမယ်လို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက၎င်းတွေသဘောထားကိုထပ်လောင်းအတည်ပြုလိုက်ကြပါတယ်။ဒါပြန်မြန်မာပြည်ပခါများတွေ့ဖို့တာနေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဟာလေအခိုင်အမာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ဖြစ်ရှင်း တွားရမယ်လို့ကတိပြုခဲ့ကြပါတယ်။ဘုံတဘူးတူနေချက်90%အကောင့်ထိပုံမှန်နဲ့ဆက်ဆင်ပြီးတော့အာဆီယံကောက်ဆောင်များရဲ့တုံ့တက်ဆုံးဖြတ်ချက်အပေါ်ကြေညာချက်ထုတ်ပြန်တဲ့အခါမှာနိုင်ငံတွင်းဒီတန့်ခင်မြေတဲ့ညချင်ရရှိအောင်တစ်ဆိုင်နဲ့အဖွဲ့စည်းအားလုံးဘုံတဘူတူနေရှိရဲ့ငါချင်အားအပြေဝအကောင့်တွေပေါ်ကြရန်လေးတိတ်ထွန်းထားပါတယ်။ရွက်ောက်ပွေမလုံပြီးအကြံဖင်မှုများကျဆင်းပြီးအားလုံးပါဝင်တဲ့ငငရေးဆွေးနွေးပွဲများပြုလုပ်ဖို့အာဆီယံကောင်ဆောင်တွေကအလင်းနဲ့တိတ်ထွန်းလေးလို့ပါရှိပါတယ်။ ရွေးကောက်ပွဲဟာလည်းလွတ်လပ်တရားမျှတငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်နေတဲ့ယုံကြည်ရလာသောရွေးကောက်ပွဲမျိုးဖြစ်ဖို့အရေးကြီးကြောင်းအလေးနဲ့ပေါ်ပြထားပါတယ်။မြန်မာမှရွေးကောက်ပွဲအားစောင့်ကြည့်လည်လာသူများဆင်လုပ်ဖို့တိတ်ကိုဒါကိုသိကြကြောင်းလေးပါပါတယ်။ဆက်လက်ပြီးတော့အချက်အလက်ချက်ကိုအကောင့်ချင်းမပေါ်မရှင်းမင်းအောင်လည်းအာဆီယံအစည်းအဝေးတက်ခွင့်မပေးဆိုတဲ့အမှုကိုဆက်လက်ကင်းစည်ထားတာလေးတွေ့ရပါတယ်။ င်းချိုင်းရေးမရပဲရွေးကောက်ပွဲလုပ်ရမဖြစ်ဘူးဆိုတဲ့အနေထားမှာလက်ရှိအနေထားမှာဖိလစ်ပိုင်အင်ဒိုနီးရှားမလေးရှားတို့ကအပြင်းအထန်ဆန့်ကျင်ပြီးတော့ထိုင်းနိုင်ငံကသာဖိတ်ကုန်ပြီးဆိုက၎င်းတို့ဆစ်လွတ်မယ်လို့လူသိချင်းကြားပြောထားပါတယ်။အာဆီယံရဲ့တရားဝင်ရက်တီရှိဟာရွေးကောက်ပွဲမတိုင်မီအကြံဖိမှုရစီရင်တဲ့သစ်စင်သူအလုံးပါဝင်တဲ့ပစ်ဆောင်ဖနီဘိုအထက်ကထားလောက်ဆောင်ဖို့လိုအကြောင်းဆိုထားကြပေးဖြစ်ပါတယ်။အဖွဲ့ဝင်နေကများကအဲ့ဒီအရှိကိုအကောင့်တင်မဖို့သေးပေစီအုပ်စုရဲ့ရွေးကောက်ပွဲကိုလစ်လာဆစ်လွတ်ပါကတရားဝင်အတိမတ်ပြုတဲ့တဲ့တို့ဖြစ်သွားမှာပေါ်တော့စိုးရိမ်တဲ့အတွက်ဆန့် ကျင်နေကြပါတယ်။၎င်းတို့ရဲ့အချက်ငါးချက်ကတဲ့အလိုလိုနေရင်မြောင်းထိကြောက်သွားတော့မှာဖြစ်ပါတယ်။တနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ပူလွေကျင်ညာချက်မှာအရသာများပေါ်ဆက်လက်ပြီးတော့အကျံဖြစ်နေမှုတွေကိုချုံချကြောင်းသစ်စင်သူအာလုံးရှင်းရှင်းဆိုသလိုအကျံဖြစ်မှုတွေကျစိန်ပေါ်အရသာများရေလုံးကြုံရေးပေါ်အမခံကာကွယ်ပေးဖို့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဟန်တာမရှိပြနေရတဲ့နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာတဲ့အခြေအနေတွေဖန်တီးဖို့ပါရှိပါတယ်။လက်လာသူတွေစိတ်ဖက်ရန်မရှိဆိုတဲ့အခြေအနေမှာတော့ ဒီကြီးညာရှိတယ်မှာရွေးကောက်ပွဲအားလက်လာသူစစ်လို့ပေါ့တလုံးတပါးကများမပါရှိတဲ့အတွက်လက်လျော့မင်းအလားလာမတွေ့ရပါဘူး။နောက်ကြတဲ့အာဆီယံနဲ့အနေနဲ့ကမှရှိတဲ့အလုပ်သမားသမဂ္ဂတွေအရက်ပဲအဖွဲ့စီတွေလူခွင့်ရေးအဖွဲ့စုစုပေါင်း300အရှိခွေတော်ကလည်းကျွန်တော်ရဲ့အစိုးရတွေအားစစ်ဥစုရဲ့ရွေးကောက်ပွဲကိုပြပြတတဆန့်ကျင်ကြဖို့တောင်းဆိုထားတဲ့စာတွေအသီးသီးထုတ်ပြန်ခဲ့ကြပါလေ။လက်ရှိမှာအာဆီယံနိုင်ငံများဟာလက်ကောင်တို့နိုင်ငံရဲ့စီးပွားရေး၊ကုန်သွယ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးထိပ်သီးအစည်းအဝေးတို့ရောက်လာကြတဲ့အမေရိကန်၊ဂျပန်၊တောင်ကိုရီးယားအပါအဝင်နိုင်ငံပေါင်း20ခန့်မှ ကောင်းဆောင်တွေနဲ့အတက်တရဆွေးနွေးနေကြချိန်မှာမြန်မာစစ်ကောင်းဆောင်တွေကပြန်ပြည်သူများအပေါ်အနေရရည်အတွက်လက်နက်တွေပို့ချောင်ကောင်းတဲ့ရနိုင်မဲ့အခြေသာကောင်းထင်မှာရှိနေကြပါတယ်။ဩစတြေးလျအခြေစိုက်တီဩစတြေးလျအခြေစိုက်တီအန်တာပရီတာစာဆောင်မှာဆောင်းမရှင်အမီချူကသူဟာပြီးခဲ့တဲ့အနှစ်အနည်းငယ်ကဆေးအဆုအထက်တန်းစစ်ရာရှိကြီးတူနဲ့ချမ်းချမ်းပပတွေ့ဆုံခွင့်ရခဲ့ရမှာ၎င်းတို့ရဲ့ဆင့်နေတဲ့ဘုရားကိုတိခွင့်ရခဲ့ကြအောင်အဆုမပို့ ရှုပ်ကြီးကနေပြီးတော့တကဘာလုံးကကျွတ်တို့ကိုပိတ်ဆို့တန်းခတ်နေတာတော့ဘာအရေးလဲတသက်လုံးတိတော့အလုတ်ခံနေရတာပဲကျွတ်တို့ဘက်မှာရုရှားနဲ့တရုတ်ရှိတယ်ပြီးတော့ကျွတ်တို့ဘာသာကျွတ်တို့လက်နက်တွေထုတ်နေတယ်လို့ကျွတ်ကလေးလိုမိမောင်းထုတ်ပြသွားခဲ့ပါတယ်ရေကောက်ပွဲဟာအာဆီယံကြောင့်အချစ်ပြန်ပြန်ကွေးမဲ့အရေးကိုကာမီလိုကာမီကလူတို့ကိုအာယုံလွှင့်နေဖို့တတရားရလာကြတော့နေပဲဥနာပင်ဖွံ့ဖြိုးမှုမှာစနစ်တကန်တာရှိတဲ့အမှုပညာရှင်တွေကိုခေါ်ထုတ်ပြီးဝါတာဖြန့်ဇန်လက်တို့အရှင်ပြီးထုတ်လွှင့်လာပါလေ ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ဆရာဆွလဝင်းရဲ့လက်ရှိအာဆီယံဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့မြန်မာအရေးတုံ့သက်တင်ပြခြင်းလေးဖြစ်ပါတယ်အဆုံးထိကျေးဇူးနားဆင်ပေးကြတဲ့ဒေါ်လာမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်နောက်တစ်ခါပြည်သူပြည်သားများနဲ့တော့အမြဲတမ်းပြည်သူပြည်သားများအားလုံးပေးခဲ့ကြမှာကြပါစေခင်ဗျာ